ုနှစ်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုစရန်ချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ခုနှစ်သားသမီးများချူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇင်ယောနေမှာဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှ28ရက်နေ့အထိတပတ်စာကြံပြုဟောဆံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို surprise လေးနေပြီးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘင်းတော့ခေါင်းခေါင်းလေး ကိုလည်းနှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတပတ်စာဟော့စတန်ဒီရတွေအတွင်းမှာအရေးကြီးတာတွေဆိုရင်ခေါင်းအေးနဲ့တိုင်းတိုင်းမင်းမင်းလှုပ်တယ်ပါတယ်ဆုံးပြန်ရခတ်တာတွေစိတ်နှခွဖြစ်စရာတွေကြုံရတတ်ပါတယ်တစွထိုးလုံးပြီးအမားတွေကြုံတတ်ပါတယ်အလုတ်တွေတအားလုံးရပြီးငွေကျပ်နေမယ်သူတို့ဘာကိုကိုညီရတဲ့အလုတ်တွေနဲ့မနာရအောင် ဖြစ်နေရတတ်ပါတယ်နာမည်ကြီးထမင်းကစိုးတဲ့ဂိတ်မျိုးပါပဲဘယ်လုပ်ငန်းကိုမှကြီးကြီးမားမားမချက်တင်သေးပါဘူးမြေမွေဖုံးပညာရေးဘာသာရေးနိုင်ငံခြားလျှက်စစ်ပစ္စည်း အထည်ထိပ်ဖက်လုပ်ငန်းတွေမှာအကျိုးထူးနိုင်ပါတယ်။နေရာကိစ္စအစောက်ဦးကိစ္စတွေမှာတို့လိုတန်းလန်းဖြစ်နေမယ်။စာရွက်စာတမ်းကိစ္စစက်တူကိစ္စတွေစိတ်ရှုပ်ရတာပါတယ်။ခြေတော့ခါအစာမစင်မသွားသွေးသတိပြုတတ်ပါတယ်။ချစ်သူရည်စားများအိမ်တော်ရှင်များအနေနဲ့တော့ဆွေမျိုးတွေတဲကအလှဝဲမင်္ဂလာဝဲကြုံတတ်ပါတယ်။ဇန်ကောင်းစီသောကနတ်များမှာငါးထုံများကနတ်များဖြစ်ပါတယ်။ရရဘရောက်ပင်အောင်မှာပမုံစာရင်လိုရာဆူတောင်းပါလေ။တနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်း ချမ်းသာကြပြီးကញ្ញံဝရိယာသုံးချက်လုံးအကောင်းအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗေဒီမီများဆွနှွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉လေးကိုတိလေးလေးတိလေးသူဘိုင်ဘာမတန်းဆက်သွင်းမေးမြန်းနိုင်ပါတယ်။ တနင်္လာသားသမီးများအတွေ့တပတ်စာဟော့စတန်ဒီရက်တွင်တွင်မှာခရီးကံအထူးကောင်းပါတယ်ရဝေးပြပအချိုးထုမဲ့အချိန်ဖြစ်ပါတယ်ရဝေးကအဆက်အသွယ်အကူအညီကောင်းတွေလည်းရလာတတ်ပါတယ်ပြဿနာတွေကတော့တစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်မိလျက်ဆက်ထိခိုက်မှုအန္တရာယ်များသတိထားပါထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်နာကွယ်ကွာနေသူများနဲ့ပြန်ဆောင်နာအိမ်ယာရုအလုံးနေရာကိစ္စများအောင်မြင်တာတွင်ကြုံနိုင်ပါတယ်အတိအနံတက်တန်းတွင်ရေထွက်ကုန်အိမ်ဆောက်ပစ္စည်းခီးသွွားလုပ်ငန်းများအချိုးပေးချိန် င်ဖြစ်ပါတယ်။မြေမွေဖုံပညာရေးကိစ္စများမတင်မကျဖြစ်ပြီးမှအောင်မြင်မယ်။အထက်ထိဖနက်စာချုပ်စာတမ်းကိစ္စများမကောင်းလာပါဘူး။ငွေအဝင်အထွက်ကျမ်းမဲ့ရက်တွေဖြစ်ပါတယ်။အိမ်တော်ရှင်များစိတ်ချမ်းသာရပြီးစစ်သူရဲစားများပညာရေးအစီအစဉ်အောင်မြင်တတ်ပါတယ်။ကျမ်းမာရေးမှာအညံ့ဘက်ကိုများနေပါတယ်။ကံကောင်းစေသောကဏ္ဍများမှာတကူကဏ္ဍများဖြစ်ပါတယ်။ရရရအုံပင်အောင်မှာတည့်ရယူစာရင်စုတောင်းပါလေ။ဒနလာအသားသမီးများလုံးကိုစိတ်နှပြချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအောင် ောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။ဒနယ်လာသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ယုံနေနဲ့ဗီဒီယိုများဆွနှွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉၄၉တလေးလေးတလေးတူဘိုင်ဘာမှတိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အင်္ဂါသားသမီးများတွေတပတ်စာဟောစတန်ဒီရတွေအတွင်းမှာသူများပြဿနာတွေမှာဈာညံတတ်ပါတယ်ဟိုဟာလောက်ရတော့မလို့လို့ဒီဟာလောက်ရတော့မလို့လို့ ਨੇ အချိန်ကုန်နေတတ်ပါတယ်အစင်မပြေအလွဲချောတွေများနေမယ်ဘာမဆိုစိတ်ရှည်တဲ့အချိန်မှာပဲလုပ်ငန်းတစ္ဆာတာတပြည့်ပြည့်တူချေတာစက်တူရှယ်ယာအလို့စာချုပ်လုပ်ငန်းတွေကောင်းပါတယ်စံစီစီစာဆက်ကူစာအုပ်အင်္ဂါနန်တွေအလို့ဖြစ်မယ်မထင်မဖဲအိမ်အလို့နေရာယာရူဆိုင်ကန်းအခွင့်အရေးများကြုံရတတ်ပါတယ်နိုင်ငံခြားနဲ့ တ်သက်တဲ့အခွင့်အရေးကောင်းအဆက်အသွယ်ကောင်းတွေလည်းရလာတတ်ပါတယ်။မရင်ဆရာရင်းတို့ကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ငွေကန်ကတော့အတော်လေးနှိမ်နေပါတယ်။ငွေများများရှိနေရင်လည်းစေဘဝကပြတ်သွားတတ်ပါတယ်။ငွေချေးပြီးလုပ်ဖို့ရည်ရွယ်ထားရင် လုပ်တင်ပါတယ်။အိမ်တော်ရှင်များအစင်မပြေမှုတွေပြေလည်သွားမယ်။ချစ်သူကြီးသားများငွေကြောင့်စိတ်ငြိမ်ရတတ်ပါတယ်။ကံကောင်းစေသောကဏ္ဍများမှာကိုလီကဏ္ဍများဖြစ်ပါတယ်။ရရရညောင်မောင်မှာအုံဒီဆိုင်လိုရာစုကို တောက်ပါလေ။အင်္ဂါသားသမီးများလုံးကိုစိတ်နှပြံကြမ်းမှချမ်းသာကြပြီးကံညာဝ ရိယာသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ယောနီနဲ့ဗီဒီမီမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘာမတိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဘုရူသားသမီးများတွေတပတ်စာဟောစတဲ့ဒီရတွင်တွင်မှာလုပ်ငန်းဟောင်းနေရာဟောင်းလုပ်ပေါ်ကံပဲဟောင်းတွေနဲ့ပြန်လည်စုံစည်းရတာပါတယ်ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေအခွင့်အရေးတွေလည်းပြန်ရတာပါတယ်ပြဒနာဟောင်းယောဂဟောင်းတွေပြန်ပေါ်တတ်တာကိုတော့သတိပြုပါငွေတအားရှင်မယ်ရတနာပစ္စည်းတွေအလကုန်ပစ္စည်းတွေဝင်ထပ်ပါတယ်ကားကြောက်ကွန်ပျူတာကင်မရာရွှေအလကုန်လုပ်ငန်းတွေအကျိုးပေးအောင်မြင်မယ်သူတို့ဘာမနာလို့ဖြစ်လောက်အောင်စီးဝတ်တဲ့အောင်မြင်မဲ့ဂိမ်းမျိုးဖြစ်ပါတယ်တမင်ရန်စနောက်ဆက်တာမျိုးတွေခံရ တာပါတယ်လူရင်းလူယုံဒုက္ခပေးတာပါတယ်ပကိစ္စမဆိုးအနောက်ရှက်လေးတွေကြုံပြီးမှအောင်မြင်တတ်ပါတယ်ခြေသူကြီးသားများအတွေ့ကံကြမ္မာအထူးပွင့်လင်းနေပြီးအိမ်တော်ရှင်များသာသမီရဲ့အတွက်ဝမ်းသာရပါလိမ့်မယ်ကံကောင်းစေသောကဏ္ဍများမှာခွန်လေးကဏ္ဍများဖြစ်ပါတယ်ရရခေပင်အောက်မှာကိတ်မုံစားရင်လူရစုကိုတောင်းပါလေဘောရူသားသမီးများလုံးကိုစိတ်နှပြကြမ္မာချမ်းသာကြပြီးကံညာဝရိယအသုံးချလုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေဘောရူသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်း ည်းတည်နိုင်ဖို့အတွက်မျှဝေပြီးကြနော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ဟိုနေနဲ့ဗီဒီမင်းမြန်ဆွန်းလွှင့်တိုင်မယ်လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမတိုင်းဆက်သွေးမင်းမြန်နိုင်ပါလေ ကြာသာရင်းသားသမီးများအတွေ့တပတ်စာဝတ်စတန်ဒီအတွေ့အတွင်းမှာဆက်တူရှယ်ယာကိစ္စတွေအောင်မြင်မယ်ဘာသာရေးအလုပ်ပညာရေးအလုပ်ခီးသွားလုပ်ငန်းနိုင်ငံခြားကိစ္စတွေအထူးကောင်းပါတယ်မြေဖုံဆိုင်ဆက်ကောင်းသောဝင်ကျင်းများကြုံရမယ်စံစီစီစာပေပြောင်းအင်္ဂါနဲ့ကြာသာရင်းနဲ့လုပ်ငန်းတွေအလုပ်ဖြစ်အကျိုးပေးမယ်ငွေကန်လည်းကောင်းနေပါတယ်အလူမင်္ဂလာပွဲတွေကျုံရတတ်ပါတယ်ဘာသာရေးလုပ်လေးလေးကံကောင်းလေးလေးကိမျိုးပါပဲဆွေမျိုးမိတ်ဆွေတို့ရဲ့တောကရောက်ဖွယ်သတင်းကိုတော့ကြားရတတ်ပါတယ်အောက်လင် ငယ်သားကိစ္စရွှေကိစ္စအထည်တီဖနက်ကိစ္စတွေမှာလည်းစဉ်ညင်ရတာပါတယ်အိမ်အောင်ရှင်များချစ်သူရည်သားများခရီးကောင်းကြုံရတာပါတယ်လေထုလေအောင်နှလုံးအားနဲ့ဒူနာသွန်းသွေးတတိထားတယ်ပါတယ်ဒီတစ်ပတ်မှာနိုင်ကိစ္စရှောင်းတယ်ပါတယ်ခံကောင်းစီသောကဏ္ဍများမှာငါးသုံးကဏ္ဍများဖြစ်ပါတယ်ရရရဘရောက်ပင်အောင်မှာဇီးယူစာရင်လိုရစုကိုတောင်းပါလေဂျာသာရိသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်ကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေဂျာသာရိသားသမီးများတွေတိုက်ဆိုင်မှန် င်ငံမကကော်မတ်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်အောင်နေနဲ့ဗီဒီမင်းမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘောင်မတဲ့ဆက်သွင်းမေးမြန်းနိုင်ပါတယ် တောက်ချန်သားသမီးများတွေတပတ်စာဝန်စတန်ဒီရတွင်တွင်မှာလုပ်ငန်းစီးပွားတွေကိုအရှိန်မြင့်ပြီးလှုပ်တံပါတယ်အပြိုင်ဆိုင်တွေလည်းအောင်မြင်မယ်အဖက်ဖက်ကကန်စတာပွန်လန့်နေပါလိမ့်မယ်လုပ်ငန်းတဲ့နေရာတဲ့အစာပြုခြင်းတွေလည်းကောင်းပါတယ်ရဝေးပြပခရီးကောင်းတွေလည်းကြုံရမယ်ရဝေးကစာငွေအဆက်အသွယ်အကူအညီတွေလည်းရတာပါတယ်မင်းဆရာရင်တို့ရဲ့အထင်မြင်လွဲမှားခြင်းကိုတော့ခံရတာပါတယ်မြေမွေဖုံကားအထင်လျှက်စစ်ကိစ္စတွေမှာအနောက်ရှက်အထင်ကုန်များမယ်တစ်တန်းတွေ့ရေထွက်ကုန်အသည့်နံ ခီးသွွားလုပ်ငန်းတွေမှာတော့အောင်မြင်မှုကြီးများရရှိနိုင်ပါတယ်သူတို့မရဲ့ပြဿနာမှာဈာညံဖြည့်ချင်းရတာပါတယ်စက်တူကိစ္စများမတင်မကျဆုံးဖြတ်ရခတ်နေလိမ့်မယ်ဝမ်ပိုင်ဦးကောင်းအကျော်အစေကျမ်းမာရေးသတိပြုတင်ပါတယ်ခြေသူရည်သားများအိမ်အောင်ရှင်များအဖို့ရန်ပစ္စည်းရည်ရွယ်ချက်အောင်မြင်မယ်ကံကောင်းစည်သောကဏ္ဍများမှာတစ်ချောက်ကဏ္ဍများဖြစ်ပါတယ်ရရရတရပင်အောင်မှာရှောက်ယူဆိုင်လိုရာစုကိုတောင်းပါလေတောက်ကြသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကံညာဝရိယာသုံးချက်လုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ တောက်ကြသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ဟိုနီနဲ့ဗီရင်မင်းမြန်းဆွန်းတွင်းတိုင်မယ်လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမတိုင်းဆက်သွဲမင်းမြန်းနိုင်ပါလေ စနေသားသမီးများတွေတပတ်စာဟော့စတယ်ဒီရက်တွေအတွက်မှာအလူမင်္ဂလာပွဲလမ်းတစ်ပင်အစီအစဉ်တွေအောင်မြင်မယ်နာမည်ကုန်တဲ့တက်စရာတွေကြုံရမယ်ယာရုနေရာအခွင့်အရေးကောင်းတွေကြုံရတတ်ပါတယ်နိုင်ငံခြားလူမျိုးခြားကိစ္စတွေလည်းအကျိုးထူမယ်ခီးကောင်းတွေသွားရတတ်ပါတယ်အထည်ထိပ်ပနက်ကားကြောက်လျှက်စပစ္စည်းကွန်ပျူတာကင်မရာလုပ်ငန်းတွေအကျိုးပြီးအောင်မြင်နိုင်ပါတယ်အိမ်ဆောက်ဥကိစ္စလည်းမရည်ရွယ်ပဲအောင်မြင်မယ်စက်တူကိစ္စရွှေကိစ္စအောက်လင်ငယ်သားကိစ္စမိသားစုကိစ္စတွေအတွက်တော့စိတ်ရှုပ်ကောင်းစား ားတာပါတယ်။ငွေကိစ္စတွင်အောင်မြင်မယ်။လုပ်ငန်းတွင်ကျိုးချဲ့တင်ပါတယ်။ချစ်သူရည်စားများအတွေ့ကြီးနူးဝဲရများအထူးကြုံတွေ့နိုင်ပြီးအိမ်တော်ရှင်များအတွေ့တော့သာသမီကိစ္စစေတဘောကွဲလဲရတတ်တဲ့ကိမျိုးပါပဲ။အောင်ကျော်ရင်ဝမ်းသတိထားပါ။ကားတိုင်မှုတစ်ခုခုကိုမြင်ရပတ်သက်ရရင်ထီထို့ပါ။ကံကောင်းရင်သောကဏ္ဍများမှာကိုခုနဲ့ကဏ္ဍများဖြစ်ပါတယ်။ရရရကိုကိုပင်အောင်မှာနွားနို့တောင်းရင်လိုရာစုကိုတောင်းပါလေ။ဇနီသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအကောင် ိုးပန်းတော်မူနိုင်ကြပါစေ။ဇနေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မေဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယွန်နီနဲ့ဗေဒီမင်းမြန်းဆွနွင်းတာမင်းလိုတဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတို့ဘိုင်ပေါင်းမထဲဆက်သွင်းမေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဗေဒီဟောစတန် channel မှာနာမည်ကြီးဗေဒင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလာစဉ်ဟောစတန်များနဲ့ နှစ်စဉ်ဟောစတန်းများပါပုံမှန်တင်ဆက်ပေးနေလို့ဘင်ဟောစတန်း channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိအောင်လဲဘင်းနောက်အကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်